ကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်နဘူးတောင်ကျေးရွာမှာစစ်တပ်ရဲ့လယ်မြေသိမ်းဆီးမှုတွေနဲ့ပတ်သက်ပြီး KNU KNL တွေဗဟိုဌာနချုပ်တာဝန်ရှိသူတွေနဲ့ဒေသခံလယ်သမားတွေဆွေးနွေးပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။အပြည့်အစုံကို RFA သတင်းတောင်ကိုထွန်းထွန်းကတင်ပြထားပါတယ်။ကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်ကနဘူးတောင်ကျေးရွာမှာစစ်တပ်ကလယ်သိမ်းဆီးခံရတဲ့လယ်သမား85ဦးရဲ့လယ်မြေတွေအရင်းနဲ့ပတ်သက်ပြီးတွေ့ဆုံဆွေးနွေးပွဲတစ်ခုကိုအော်တိုဝါလာ17ရက်နေ့ကပြုလုပ်ခဲ့ပါတယ်။ဒီအခမ်းအနားကို KNU KNL ညီညာရေးကောင်စီဗဟိုဌာနချုပ်ဒုဗိုလ်မှူးကြီးစောကျိုးဇက်နဲ့အဖွဲ့ဝင်တွေ2010ရွေးကောက်ပွဲမှာတတိပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့ဦးဝင်းချိုအပါအဝင်လယ်သိန်းစစ်ခံလယ်သမားတွေနဲ့ရမိရဖာတွေတက်ရောက်ခဲ့ပါတယ်။ပေါက်ကိုရကိုငါကိုချောက်ခွနိတွင်းအမငါလေးခုငါလေးရှိငါလေးကိုတက်ပြီးပြဆောက်ရတယ်။လယ်ယာချမ်းနေသိခံရတဲ့စစ်ကောင်တွေပတ်သက်ပြီးခံစားပိတ်ကိုအပြန်အလှန်ညှိနှိုင်းပြီးတင်ပြတောင်းဆိုသွားလို့ဖြစ်ပါတယ်။ တတော်တို့ဤဒီဆွေမျိုးကနိုင်ငံကိုပုတ်ကန့်ဖို့မဟုတ်ပါဘူးဥပဒေနဲ့ညီရာသင်းရတဲ့အခွင့်အရေးကိုပြန်လည်ရရှိအောင်တတော်တို့တို့တွေတဲ့ညီလက်ညီကြိုးစားသွားပါလိမ့်မယ်နဘူးတော်ကြေးရအတွင်းတမ940ခွန်948 949စတဲ့စစ်တပ်တွေတိစောက်ဖို့အတွက်1995ခုနှစ်96ခုနှစ်ကလေသမား85ဦးရဲ့လေမြေတွေကိုတင်းစီခဲ့တာဖြစ်ပြီး အဲ့ဒီတဲကမိသားစု30ခန်းဟာလယ်မြေတိတ်ဆိတ်ခံရတာကြောင့်ခုံးတော်ကြီးကျောင်းလေးမှာနေထိုင်နေရပါတယ်။အခုဒီနေ့လိုမျိုးနော်ရင်ဖွင့်စကားတွေခံစားရတဲ့လူတို့တခံစားရတဲ့ပြဿနာတွေဟာနှစ်ပေါင်းကြာလာပြီ။ရင်ဖွင့်စကားတွေဟာတခါမှပုတ်ပွင့်လင်းလင်းပြင်ပြလို့မရကြဘူး။တို့ဘာသာတို့ယောက်နဲ့တယောက်တူတူတိတ်တိတ်မျိုးသိထားပြီးတော့ ဒုက္ခခံစားလာခဲ့ရတယ်။ပြီးတော့တင်းတော့တဲ့လယ်မြေချမ်းမြေတွေရဲ့ဒီပြေးစားတွေကိုလည်းကျွန်တော်ကန်ယူကန်နေငယ်ငယ်ကောင်းစီအဖွဲ့ကြီးတဲ့ကိုတို့တင်ပြကြတယ်တင်ပြတဲ့အပေါ်မှာအဲငယ်ငယ်ကောင်းစီအဖွဲ့စီကကျွန်တော်လူတို့အပေါ်တွေကိုကူညီနိုင်မယ်အခုထားလို့ရမယ်ဆိုပြီးတော့အခုလိုတင်ပြတာတပုံရင်းရှိတယ်အခုတည်းကညဉ့်ညဉ့်ကောင်စီအဖွဲ့အစည်းတဲ့ကဒီကောင်းဆောင်လေဟာ ဒီလူလူဦးတွေအပေါ်မှာဘာတခုမှကုညင်ခဲ့တာတွေ့ရသေးဘူးတဲ့ KNU KNL ညီညာရေးကောင်စီအနေနဲ့ညီညာရေးဆောင်ရွက်နေစဉ်ကာလအတွင်းမှာလဲလဲယာမီကိစ္စတွေကိုမလုံဆောင်မှုအတွက်အစိုးရကတားမြစ်ထားတယ်လို့လဲဒုဗိုလ်မှူးကြီးစောချိုဇက်ကပြောပြပါတယ်တခါမှလုတ်ခဲ့ပေးလို့မရဘူးဘာဖြစ်လို့ဆိုတော့နိုင်ငံတော်အစိုးရကကျွန်တော်ညီညာရေးကောင်စီအဖွဲ့အစည်းကိုပြောလိုက်လဲဆိုတော့မင်းတို့ညီညာရေးလုတ်တဲ့ကာလမှာမင်းတို့ကို ဒီချမ်းမြေလေရကိစ္စနဲ့ပတ်သက်တဲ့အကြောင်းအရာဝင်မဆွဲပါနဲ့လို့နိုင်ငံတော်ဆွေးရတာကျွန်တော်တို့ဖွဲ့စည်းကိုကြိုပြောတာပါရှိတယ်။လေသိမ့်စီခံရသူတွေကလည်းလေမေတိန်ခံရစဉ်ကလောက်ကင်စားတော့ရံအတွက်နေရာမရှိတော့ကြောင်းစစ်တပ်ကိုတင်ပြခဲ့ပေမဲ့စစ်တပ်က မောင်းထုတ်ခဲ့ကြောင်းလေမေတိန်စီခံရတဲ့အတွက်ကြုံတွေ့နေရတဲ့ခက်ခဲတွေကိုလည်းအစီဝေးဘက်မှတင်ပြခဲ့ကြပါတယ် ော်ဒီဖွဲ့သီးဖို့အခြေခံဥပဒေရဲ့အခန်း၁ပုံမှန်တစ်ကနေ48မှာသူတို့ဘာလို့ပြေးမယ်ဆိုတာကိုပြောလာပြီကျွန်တော်တို့ကလည်းဘာလို့ပြေးရမယ်ကျွန်တော်တို့မှာဘာတာဝန်ရှိတယ်ဆိုတာကအခန်းနံပါတ်၈ပုံမှန်345ကနေ390ပုံမှန်46ကိုအဲ့ဒီတော့ဒီဟာတွေကိုကျွန်တော်ကနားလည်အောင်ကြိုးစားပါတယ်အဲ့ဒီဥပဒေရဲ့အကာအကွယ်ဟာဟောဒီလူတွေအားလုံးတကယ်ရပါတယ်ဒန်းလူရ သက်တည်ပြနိုင်ဖို့အတွက်ကျွန်တော်ဟာအာရမသိသိခံအားရတဲ့လေယာဉ်တွေနဲ့ပတ်သက်တဲ့အမှုခင်းတွေကိုကျွန်တော်တတ်နိုင်သလောက်လိုက်လံကူညီဆောင်ရွက်ပါတယ်။မြန်မာတိုင်းငံလုံးမှာလေယာဉ်တွေသိသိမှုတွေဟာဆက်ရှိနေဆဲဖြစ်ပြီးလက်ရှိနဘူးတောင်ကျွေးရလေယာဉ်တွေသိခံရမှုနဲ့ပတ်သက်ပြီးအာနာပိုင်းတွေကိုတင်ပြတောင်းဆိုသွားမယ်လို့လည်းသိရပါပါတယ်ခင်ဗျာ။